ညလျင်နှုတ်ပြီးစေ9ရက်အကြာမင်းအောင်လိုင်းဇနီးတားနေသမီးမိသားစုဝင်အားလုံးတောင်ကြီးရှေပုံပွင့်စီဒီကိုရေကြာချီထီတော်တင်မြန်မာနိုင်ငံတွင်လူသေးဆုံးမှုနှင့်အပျက်စီးများပြားသောငလျင်နှုတ်ခက်ပြီးစေ9ရက်အကြာအကြံဖက်စစ်ခေါင်းဆောင်မင်းအောင်လိုင်းဇနီးကျူကျူတားအောင်ပြည်ဆောင်နှင့်သမီးခင်ဒီရီတက်မွန်တို့ကရေကြာဖြစ်တောင်ကြီးမြို့ရှိရှေပုံပွင့်စီဒီကိုထီတောင်တင်ကြကြောင်းရန်ကုန်ခေတ်သစ်ဤတရင်ရင်းမြများထံမှသိရှိရသည် ေဘီလက်ဆက်တရက်နဲ့မင်းအောင်လိုင်းနဲ့မိသားစုကတောင်ကြီးမြို့သို့တွားရောက်ကာရွှေဘုံပွင့်စီတီတော်ကိုထီတော်တင်ခြင်းဖြစ်ကြောင်းမင်းအောင်လိုင်းမိသားစုကစီတီတော်တွင်ရွှေစင်6ချက်သားရှိရွှေတင်ကန်းတစ်ချက်ကိုကက်လူခဲ့သည့်အပြင်ထီတော်တင်ခြင်းနှင့်ရွှေတင်ကန်းလူချင်းတို့မှလည်းရကြဖြစ်လှူဆောင်ခဲ့ခြင်းဖြစ်ကြောင်းတောင်ကြီးမြို့ရှိရွှေဘုံပွင့်စီတီကိုထီတော်တင်ရာတွင်မင်းအောင်လိုင်းမိသားစုဝင်အားလုံးသာဖျားရင်ပြင်ပေါ်တွင်ဖျားထီတော်နှင့်အတူလှည့်လည်ခဲ့ကြကြောင်းသိရှိရသည် မဲလ်နစ်ဆက်ရှစ်ရနေစကိုင်းငလင်ကြီးလုတ်ခတ်ပြီးနောက်မင်းအွန်လိုင်းကတနိုင်ငယ်လုံးတွင် AB လရှစ်ရနေမှ AB လဆက်6ရနေအထီးညခုနှစ်နိုင်တိုင်း9ရက်9ကျင်းရတနာတုံများရုပ်ဖက်ခိုင်းခြင်းရှစ်တန်းစခန်းများဝင်ကြီးဌာနရုံးများတရင်တပ်ဖွဲ့များတွင်ပါရတနာတုံရုပ်ဖက်ပွဲများလှုပ်ဆောင်ခိုင်းခြင်းလှုပ်ဆောင်ခဲ့ပြီးနောက်ယခုနောက်ဆုံးတွင်တောင်ကြီးမြို့ရွှေဘုံပွင့် CD ကိုရကြချီသည့်အနေဖြင့်ထီတော်တင်ခြင်းများလှုပ်ဆောင်လာခြင်းဖြစ်သည် နေပြီးတော့တခွင်မျိုးပြကြီးကဲ့သို့ဖြစ်စေခဲ့သောမယ်လနစ်ဆက်ရှစ်ငလျင်လုတ်ခတ်ခဲ့ပြီးနောက်မင်းအောင်လိုင်းနှင့်မိသားစုကနေပြီးတော့နေအိမ်သို့တွင်ကိုကွယ်နေသည့်တူးမစီပိကျဆရာရောဇကိုပင်လေရကြချေခြင်းအပါဝင်ရကြချေမှုများဆက်တိုက်လှုံ့ဆော်လာခြင်းဖြစ်ကြောင်းသိရှိရသည်တောင်ကြီးမြို့ရွှေဘုံပွင့်စီတီထီတော်တင်ချင်းကေဗီဇယ်လုပ်ငန်းစု၏ဥက္ကဋ္ဌအောင်ကိုဝင်းဆရာကျောင်းလဲပါဝင်ခဲ့ကြောင်းစစ်ကောင်စီသတင်းထုတ်ပြန်ချက်တပုံများတွင်ဖော်ပြထားသည်